ကိုကဘာလို့ top 1% CEO လုပ်ငန်းရှင်တွေမှာမရောက်တာလဲဆိုဒီချက်တွေပေါ်မှာမျိုးတည်ပါတယ်အဲ့ဒီမှာဒီတစ်ချက်ကတော့ဟိုက decision တစ်ခုကိုကျွန်တော်တို့ကဆုံးဖြတ်ချက်ချတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောင်မြင်မှုတစ်ခုအတက်ကိုကျွန်တော်စ조사တဲ့အချိန်မှာအရှုံးတွေကိုကျွန်တော်တို့ကြိုတင်ပြီးတော့ပြင်ဆင်ထားဖို့လိုအပ်ပါတယ်ဖြစ်နိုင်ခြေရှိပြီးတော့ကျွန်တော်တို့ risk ကြောင်းမို့လို့ကျွန်တော်တို့ဘာတွေဖြစ်နိုင်တယ် risk 1 2 10မှာကျွန်တော်တို့5ဆိုရင်ဘာဖြစ်နိုင်လဲ6 ठी ဆိုဘာလောက် ठी အောင်ဖြစ်နိုင်လဲ8 9 10ဆိုတာဘလောက် ठी အောင် income ठी မှာလား brand ठी မှာလားဘာတွေ ठी နိုင်လဲ resource တွေ ठी နိုင်လား relationship တွေ ठी နိုင်လားဒီဟာတွေကိုဖြစ်နိုင်ကြည့်ရှိတဲ့အရာတွေကိုကျွန်တော်တို့ကအရင်ဆုံးအရှုံးကိုကြိုးပြီးတော့တွက်ချက်ထားပါပြဿနာဖြစ်မယ်ထင်တဲ့အချက်တွေကိုကျွန်တော်ကစနစ်တကျ အစင်လိုက်ကျွန်တော်တို့ကစီပြီးတော့ကျွန်တော်တို့ဆုံးဖြတ်ချက်ကိုတခုချင်းချဖို့အတွက်ကိုကျွန်တော်တို့စဉ်းစားကြတာဖြစ်ပါတယ်ဒီလိုမျိုးစနစ်ကိုဘယ်ချိန်မှာကျွန်တော်တို့အသုံးပြုလေရှိတယ်လေဆိုရင်ကျွန်တော်တို့ထုတ်ကုန် product အစ်စ်တွေကိုကျွန်တော်တို့အမိတ်ဆက်ဖို့စဉ်းစားတဲ့အချိန်တွေ strategy တစ်တစ်ခုကိုကျွန်တော်တို့စတင်ဖို့အတွက်ကျွန်တော်တို့ရေးဆွဲတဲ့အချိန်တွေမှာကျွန်တော်တို့ mental model ကို အသုံးပြုလေရှိပါတယ်